ားလုံးမင်္ဂလာပါကျွန်တော်တို့မျိုး plus size ကြိုက်တဲ့လူတွေရှိလားကျွန်တော်တို့ plus size ကြိုက်တယ်เนาะမင်္ဂလာ plus size မဟုတ်ပါမင်္ဂလာပြောမို့ဒီကကြက်ကြော်ပြောအဲ့တော့ဒီထိုင်ဝမ်ကြက်ကြော်ကြီးကိုစာမှာဖြစ်ပါတယ်အခုမင်းမင်းရောက်ရှိနေအောင် junction square အပေါ်ဆုံးတက်မှာပေါ့เนาะဒီထိုင်ဝမ်ကြက်ကြော်အရင်လွှမ်းတဲ့စင်ကာပူစားနေကြပါတယ်ဒီမှာမြန်မာပြည်မှာဒါမျိုးလေးရပြီဆိုတော့ဒါစာဖြစ်ပါတယ်ခင်ဗျာမင်္ဂလာပါမင်္ဂလာလေးကြက်ကြော်အကြီးကြီးလားအဲစ ရှင်းနော်โอเคအခုဒီကြောက်ကြောက်အကြီးရောအဆက်တစ်ချက်ပြီးရင်စီဝီတစ်ချက်ဆာဝါဘလန်တစ်ချက်ကစိုးကြော်အလုံးရောအချောင်းချင်းချင်းလေးနဲ့ဆိုရင်လေမွန်ရကွက်လေးနဲ့ဒီအတ်ဒလိုက်လေးနဲ့ဟုတ်ကျေးဇူးပါဒါစီဝီနဲ့ဆာဝါဘလန်လားကိုဟုတ်ကဲ့ဗျာဒီကွာโอเคကျေးဇူးတင်ပါတယ်ဟိုချင်းမူပြန်ရောက်ပါရရတာလေးပြန်ခံစားရရတာလေးစားပါဦးခင်ဗျာဒါ2 house large fried chicken ပေါ့နော်ကြက်ကြော်ပြားကြီးထိုင်ဝမ်ကြက်ကြော်ပြားကြီး ထောက်မှမဆိုဒီဟာကိုညလည်မှလည်းစားရညလည်းစားရသူ့ရဲ့ flavor ၃မျိုးရှိစီဝေးရှိရဆာဝါပလန့်ရှိရအဆက်ရှိရဒါတော့ original ပေါ့နော်မြန် original ကိုကြိုက်တယ်မြို့သီးဆက်ဆက်နဲ့မြို့ကောင်းစားရလာရင်ရှင်းရှင်းလေးပဲဒါတော့စီဝေးဖြစ်ပါတယ်ဒီရင်ညှိရလာလေးကိုစားကြည့်လိုက်အင်းဒါဆာဝပန်စံငန်လေးရတာ ်သူလည်းအပုံနေနေလေးလိုတယ်အပုံနေနေတိုင်းတောင်းလိုက်လက်မွန်ရကွက်လေလိုလက်မွန်ရကွက်ရဲ့ဒီကြော့ကြော့တပြားရဲ့ဆိုရင်တပေါင်းခွဲအခုသူက promotion ရှိရအောင်နော်ဒါဆိုတပေါင်းခွဲတကယ်လို့မှအာဒါမျိုးတပွဲပါမယ်ဆိုရင်နှစ်ပေါင်းလိုမျိုးသုံးခုဆိုပို့တန်လေစီဝီလေးစက်စားအင်းအောင်ယူဒီကိုကြာတော့ကောက်အတိုးရှော့လို့ရအောင် ကွာအရင်မဆက်ချင်ဘူးလားအရင်ဆက်ချင်လားမြန်မြန်တော့ဆက်တာကြီးကြိုက်တယ်ဟုတ်ကဲ့မှကြသာဟိုဆူဆူတာဝပလန်ကြောင့်လို့ချူချူချင်းချင်းလေးမင်းကလေးပိုကြိုက်ရအောင်ဒါကတော့ sweet potato အကြော်ဖြစ်ပါတယ်ကစုံအကြော်ပေါ့နော်စားကြည့်လိုက်မယ်သူရတာဘယ်လိုလဲอืม စင်ကောင်ထိုင်ဝမ်စုပ်ပူလေးတို့ကကြာနည်းနည်းလေးပို့ပြီး crunchy ဖြစ်တယ်။အော်ငါနည်းနည်းပြောရဲ။အမေဒီ local ထဲမှာဆိုတော့ဒါအကောင်းဆုံးဖြစ်တယ်။ဒါလေးကတော့စုပ်ပူတီတို့အလုံးကြော်လေးပေါ့နော်။ဒီမစင်ကောင်တော့ဒီထိုင်ဝမ်ဆိုင်မှာမစားခဲ့ဘူး။음။သူ့ရတာပိုကြဲ။ဒါပေမဲ့သူ့လောကနည်းနည်းစောင့်ရအချိန်တော့နည်းနည်းကြာ။음။ ာလူကျော်တော့စီဝင်းနဲ့စီဝင်းနဲ့လိုက်စီဝင်းအမုံများများလေးနဲ့ကိုစားကောင်းတာဟွှွှဲလေးနဲ့အမုံကျော်မစားဘူးอืมตัวเราอหม่งเนเน่เน่อหม่งนี่ปูผิวไลปูซากองปูปูนี่สุปูซากอง ဒါကတော့ barbecue ဖြစ်ပါတယ်။သူကကြော်ပြီးတော့မှကြက်ကြော်ပြန်ပြီးတော့ barbecue sauce နဲ့ပြန်กินလိုက်တာပေါ့နော်။နမ်းလေးနဲ့။ကဲသူရတာလေးကိုမီးဆန်းကြည့်လိုက်။ဟွန်း barbecue နဲ့မွေးမွေးလေးနဲ့သူကတော့အချိုရတာ။ကလေးလေးပို့ကြိုက်လိုက်ပေါ့။ထောင်ဝင်ကြက်ကြော်စားပြီးတော့ဒီ view နဲ့မသိရင်ထောင်ဝင်ရောက်လာပြီပေါ့နော်။ထောင်ဝင်မှာဆိုရင်ဒီ ceiling အောင်တာကြီးပါလို့ပြောရမယ်။အဲ့ကြက်ကြော်ဆိုင် အဲ့လိုမျိုးတန်းစီရဆိုရှေးပဲဒီကြကြောစားကြတယ်လို့တန်းစီကြဒီမှာကြောင့်အဲ့ culture တိတ်ပြီးတော့မချိသေးဘူးပေါ့နော်မဲ့တော်တော်များစားပွဲတွေတော့ကြိုက်တယ်ဒီစူပါမားကတ်တွေမှာစားဖွင့်တဲ့ထိုင်ဝမ်ကြကြောဆိုရင်ဒီ two house ကပုံမှန်ဆုံးပဲမမင်းစားကြမစိုးပေါ့ကြကြောတွေမှာဘယ်ရတာကြိုက်လဲဆိုရှင်ဒီ original spicy ရတာကိုကြိုက်ဒုတိယကြိုက်ဆုံးက seaweed seaweed ရတာပိုကြိုက်ထိုင်ဝမ်သူတို့အမုံများများလေးဖြူခိုင်းပေါ့နော်အမုံများများဖြူမှသူ့ရဲ့ရတာပိုပြီးတော့ပူစားကောင်းပြီးရင်သူငယ်လိုက်တာပါလဲဆိုတော့ lemon ရကွက်လေးနဲ့လိုက် အချင်လေးနဲ့ပေါ့နော်ပြီးဒီဘက်မှာ snack တွေမျိုးစုံရှိရအောင်နော် snack ထဲမှာမှာ sweet potato အချောင်းကျော်ရှိရယ်အလုံးကျော်ရှိရယ်မြင်ရဒီအလုံးကျော်လေးကိုပိုစားကောင်းပိုကြိုက်တယ်ပေါ့နော် set ထဲမှာမပါဘူးပေါ့နော် add like နောက်ကထောပတ်သေးရယ်အပေါ်ကကျတော့ဒီ noob မဟုတ်ရတာမျိုးလေးလောက်ထားအဲ့ဒါဆန်းဆန်းလေးထောပတ်သေးရယ် noob မဟုတ်ရတာသူကတော့ set ထဲမှာမပါတော့တစ်ခွက်ရှစ်ထောင်ဟွန်းအားလေးလက်ကြိုက်တယ် အခုချိန်ကဒီဟာလေးစားတော့မယ်ဆိုပူပူနွေးနွေးလေးစားပူကောင်းတော့နော်တို့ကွာ take away အိမ်ကိုတဲဝမ်းမယ်ဆိုလို့ရှင်အဲ့လိုစားကောင်းမှာမဟုတ်ခါရဲဝယ်ဝယ်ပြီးရင်တခါရဲကြိုက်စားအီးရတာအရင်မိုက်အဲ့တော့ကျွန်တော်မျိုးစားနေဆိုလို့ရှင်ဒီ two house ကကြက်ကြော်အပြာကြီးတစ်ဒုံးရင် AA တစ်ခွက်ရယ်ဆိုလို့ရှင်တစ်တောင်းခွဲတကယ်လို့မကွာ စနက်ပါထည့်မယ်ဆိုရှင်အဲ့၃ခု2000ရောเนาะဇူလိုင်လကုန်အထိကိုအထူးစင်းလုံးနဲ့ပေးထားပါတယ်ပြီးတော့ဒီ2 house မှာဒီ fortune telling လည်းရှိရအောင်เนาะဟိုတရုတ်ဘေးရင်လိုမျိုးပေါ့เนาะအဲ voucher တစောင်းဆိုလို့ရှင်တစ်ခါနှိုက်ခွင့်ရှိရယ်ဒီမှာကိုကမကျေနဲ့နောက်တဲ့ voucher တစ်ခုဝယ်ပြီးတော့နောက်တစ်ခါထပ်နှိုက်ပေါ့เนาะကန်ကောင်းလို့ရှင်လည်းစားစရာမိုးလက်ဆောင်တွေထည့်ရအောင်ဂျာဂျင်စကွဲပေါ်လုံးတက်ကလေး secret garden မှာရှိရဲ2 house မှာလာစားပါစင်ကောထိုင်ဝင်ကြကြော်ဆိုင်နေမှာဆိုရှင် take away ယူယူပြီးရင်သွား ထိုင်စားကြနေရမှာရှိဒီမှာကျတော့ထိုင်စားကြနေရလည်းရှိပြီးဘီယိုလည်းကြုံနောက်မှာစကန်ထရပါကြီးကြာတော့ဘီယိုလက်လိုက်နဲ့ကြည့်ပြီးတော့ကိုချစ်သူနဲ့ကြက်ကြော်လာစားပါလို့ဖိတ်ခေါ်လိုက်ပါတယ်